did ascend in heaven's Lucifer ဟာကောင်းငင်ကနေကြသွားတဲ့ net တမန်တပါလို့လူသိများပြင်မဲ့ဓမ္မဟောင်းချမ်းမှာတော့ဒီအကြောင်းကိုတိုင်းရိုက်ဖော်ပြထားခြင်းမရှိပါဘူး a desire like god on top နောက်ပိုင်းစားပေးတွေထဲမှာစတင် ပေါ်ပေါက်လာခဲ့တာဖြစ်ပြီးဗျာဒိတ်ကျန်တဲ့ကငကားကြီးကို ောင်းငင်ကနေပြစ်ချခြင်းဆိုင်ရာပုံမြင်နဲ့ဆက်ဆက်နေပါတယ်စာရေးဆရာဂျွန်မီတန်ရေးသားထားတဲ့ Paradise Lost လဲလူစီဖာကြဆုံးမှုတန်နာယီကိုလူတိများလာစေခဲ့ပါတယ် Then the ancient script with tales and myths that intermix lucifer နဲ့ပတ်သက်တဲ့စင်းမြစ်အကြောင်းကိုမတူညီတဲ့ဘာသာရေးပညာရှင်တွေနဲ့သမိုင်းပညာရှင်တွေကမတူညီတဲ့အမြင်တွေဖော်ပြကြတယ်တချို့ကတော့သူဟာတကယ်တည်ရှိခဲ့တဲ့နတ်တမန်တပါးဖြစ်ပြီးမာနကြောင့်ကျသွားတယ်လို့ယုံကြည်ကြပါတယ်တခြားတချို့ကတော့လူစီဖာဆိုတာ မကောင်းမှုကို ကိုစားပြုဖော်ပြတဲ့သင်္ကေတတစ်ခုလိုမျိုးဝင်လို့မြင်ကြတယ် The legends high ဒါအပြင်ရှေးခေတ်ယဉ်ကျေးမှုစနစ်တွေဖြစ်တဲ့ Gnostic ဘွာရမှာလဲ Lucifer ကို မတူညီတဲ့အနေနဲ့မြင်တတ်ကြတယ် ပေါ်ယဉ်ကျေးမှုထဲမှာလူစီဖာရဲ့ပုံရိပ်ဟာညာစွာပြောင်းလဲလာခဲ့ပါတယ်တခါတလေမှာရက်ဆက်ကြမ်းတမ်းတဲ့နတ်ဆိုးမင်းအဖြစ်ပဲဖြစ်နိုင်တယ်လို့မျိုးတခြားချို့တွေမှာတော့ဆွဲဆောင်မှုရှိပြီးချစ်စရာကောင်းတဲ့ဇက်ကောင်တဝူအဖြစ်လဲမြင်နိုင်ပါတယ် ရုပ်ရှင်တွေ TV show တွေစာအုပ်တွေနဲ့ဂိမ်းတွေထဲမှာလဲလူစီဖာဟာအထူးကဇက်ကောင်တူဒါမှမဟုတ် အရေးပါတဲ့ဇက်ပုတ်တူအဖြစ်နေရယူလာတာကိုလဲတွေ့နိုင်ပါတယ် ဒီဗီဒီယိုကနေလူစီဖာရဲ့စင်းပြစ်အကြောင်းအရာတွေကိုပုံမနားလည်လာမယ်လို့ညွှန်လင့်ပါတယ်။အလင်းဆောင်သူကနေနက်ဆိုမင်းအဖြစ်တဘာဝလွဲပြောင်းလာတဲ့လူစီဖာရဲ့ဆက်လမ်းဟာစိတ်ဝင်စားဖို့ကောင်းပါတယ်။ဒါဆိုရင်သင်ရတော့လူစီဖာအကြောင်းကိုဘယ်လိုမြင်လဲ။သူဟာတကယ်တရှိခဲ့တဲ့နတ်တမန်လား။ဒါမှမဟုတ် လူသားတွေဖန်တီးထားတဲ့တင်ကြတာတစ်ခုလား comment မှာတင်တို့ရဲ့အမြင်တွေကိုမျှဝေဖို့မမေ့ပါနဲ့နော်လူသိနေတဲ့ drama ပြည်လာရင်အကြောင်းအရာတွေနဲ့ note video တွေမှာလည်းပြန်လည်တွေ့ဆုံကြမယ်နော်လူစီဖာအကြောင်းလူတွေပြောဆိုနေကြတဲ့ရေးသားနေကြတဲ့အကြောင်းအရာတွေကို ပြန်လည်တင်ပြပေးခြင်းသာဖြစ်ပါတယ် ဲ့ဒါတွေဟာအစိမ့်မှန်ဖြစ်တယ်လို့ကျမကိုယ်တိုင်အာမမခံနိုင်ပါဘူးနော်ဒီပုံတွေဟာလူစီဖာအကြောင်းလူတွေရဲ့ခံယူချက်နဲ့စိတ်ကူးတွေကိုထင်ဟက်စေတဲ့ပုံတွေသာဖြစ်ပါတယ်။အပြင်မှာအဲ့ဒီလိုတကယ်ရှိတယ်လို့လည်းမဆိုလိုပါဘူးနော်။